ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအဲ့တော့ညင်းကြံပါတဲ့မင်းတို့လည်းရေးလို့ရှိရင်ပေါက်ပြတ်သက်သက်ပဲမျိုးလည်းကြတာသူတို့နိုင်ငံအဲ့တော့ဒီတော်လိုင်းဆိုတာမင်းတို့တော်လိုင်းဆိုတာတကယ်အောက်တန်းစားပါကွာအောက်တန်းစားတော်လိုင်းတော့ဘလို့မှအားပေးလို့မရဘူးမင်းအောင်လိုင်းတို့ပြောစစ်တပ်မှတို့မှကြိုက်တာတရားပဲရှိတယ်ဒီမင်းအောင်လိုင်းနော်မင်းတို့တော်လိုင်းကတော့ဟုတ် ဘယ်ရမှာပရိုဖော်မန့်ဆိုတော့လုံးဝဘယ်နေရာမှာလှီးစားလို့မရတဲ့နော်လှီးစားလို့မရတဲ့ပန်းဒီအပုတ်လိုပဲနန့်လဲနန့်နော်တက်မလို့မှာကပုံတာတနေရာပဲရှိတယ်အဲ့နေရာလေးလှီးလိုက်တက်မလို့တစ်ခုလုံးကောင်းအောင်အဲ့တော့အဲ့နေရာလေးလှီးလိုက်ရတက်မလို့တစ်ခုလုံးကောင်းသွားအဲ့ကြောင့်မလို့မင်းတို့တော်လိုင်းကြီးကတော့မင်းတို့ဒီအောက်တန်းသားကြီးမင်းတို့ဗားတဲ့လားဆိုတော့တို့မြန်မာပြည်ကလူတွေကမတမ်းမရောက်တောင်းနေတာမင်းတို့မင်းတို့အခုဆဲဆိုတောင်းကြတယ်နော် မတမ်းမရည်တောင်းပြီးတော့ဒီမိုကရေစီကိုတန်လို့လားမေးကြည့်ကိုကိုကိုစစ်ဖက်နဲ့တော့စစ်ဖက်နဲ့ကြီးကြီးနဲ့တန်တဲ့ပုံစံမျိုးဖြစ်နေတယ်အစ်စ်တန်းအောင်ကြည့်ခါမင်းတို့စစ်တန်းမင်းတို့ပြန်ကြည့်နော်အဲ့တော့ဒီမိုကရေစီအမြင်မတူလို့ရှိရင်ဆဲမယ်အမြင်မတူရင်ချိန်ချောက်မယ်အမြင်မတူလို့ရှိရင်တခါတည်းရန်သူလို့သဘောထားမယ်မင်းတို့ဒီမိုကရေစီကတန်ဖို့မပြောနဲ့အဲ့လိုစိတ်ဓာတ်အဲ့အသိဉာဏ်နေရတာလေကမ္ဘာမှာအညံ့အဖျင်းဆုံးလူမျိုးကဒုနိုင်ငံမှာပဲရှိတယ် နော်အညံ့အပြင်းဆုံးတကယ်အပိန်ဆုံးလူမျိုးကငါတို့နိုင်မြန်မာပြည်မှာပဲရှိတယ်အဲ့လိုလူမျိုးတွေများတယ်ကြောင့်တို့နိုင်ငံဒီမိုကရေစီဘယ်လိုမှတည်ဆောက်လို့မရဘူးဖြစ်တယ်အဲ့တော့မင်းတို့ကိုမင်းတို့ပြန်မေးနော်ဒီမိုကရေစီနဲ့တန်လားမတန်လားသိချင်လို့ရှိရင်အမြင်မတူတာကိုလက်ခံနိုင်ပြီလားသူ့ဟာသူဘသူ့ကိုအားပေးထောက်ခံထောက်ခံဒါသူ့ဖွင့်ရေးပဲဆိုတာနားလည်နိုင်ပြီလားအေးနားလည်နိုင်ပြီအမြင်မတူတာကိုလည်းလက်ခံနိုင်ပြီနော်အဲ့တော့ကိုအကြမ်းမဖက်ပဲနဲ့ညှိနှိုင်းဆွေးနွေးနိုင်ပြီလားအေးအဲ့တော့ဆိုလို့ရှိရင်မင်းတို့ဒီမိုကရေစီနဲ့တန်တယ်အခုချိန်ထိကမင်းတို့ကတကယ် အောက်တန်းစားများနော်မြန်မာပြည်မှာဒီမိုကရေစီနဲ့မတန်ဆုံးဟာအဲမင်းတို့တွေအောက်စုတွေဖြစ်တယ်အဲ့တော့ကိုယ့်ကိုယ်ကိုပြန်ပေးပါတို့လည်းအဲသိပါတယ်နော်နိုင်ငံရေးအပြင်မြန်မာနိုင်ငံမှာနိုင်ငံရေးလုပ်မယ်ဟိဆိုလို့ရှိရင်တို့စိတ်ထဲမှာအများအားစိတ်ထဲမှာတတ်မှတ်ထားတာတော့ငါတို့ဒီကိုမမောင်မင်းမမောင်ရေးမင်းဒီဒီအောက်တန်းစားများတဲ့နိုင်ငံမှာမင်းနိုင်ငံရေးလုပ်ရမှာနော် ဒီအောက်တန်းသားများကမင်းနဲ့မင်းမင်းအမြင်မတူတာလေးပြောလိုက်ပြီဆိုတာနဲ့မင်းကိုရန်ရှာမယ်ဆဲဆိုမယ်ပြီးလို့ရှိရင်အဲရန်သူလိုသဘောထားမယ်အခုကိုအရင်လိုပြန်မေးရတယ်မေးတဲ့ခါမှာအေးဒီအောက်တန်းသားတွေကိုရှင်ဆိုင်မင်းမင်းမအောင်ခွန်အားရှိပြီလားအဲ့ဒါကိုကျွန်တော်ကြိုတင်ပြီးတော့ကိုကိုကိုအားမွေးခဲ့နော်အရင်ဆုံးကျွန်တော်အားမွေးရအဲ့အတွက်အရင်ဆုံးအားမွေးအားမွေးပြီးတဲ့ခါမှာဟုတ်ပြီအာကျွန်တော်အနေနဲ့ဒီအောက်တန်းသားတွေကိုဟိုရှင်ဆိုင်မို့ ခွန်အားပြည့်ရှိပါပြီဆိုတော့မှနိုင်ငံရေးကျွန်တော်ထွက်ပြောတာပါကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ညနာမဖော်ဘဲနဲ့ရေးနေပြောနေကြားခဲ့ပါပြီနော်ဟုတ်လားအဲ့တော့ညနာမဖော်ဘဲနဲ့ပြောနေကြတာကြားခဲ့ပြီဒါပေမဲ့လည်းအခုမှကျွန်တော်ညနာထွက်ပြီးပြောတာဘာကြောင့်လဲဆိုတော့အောက်တန်းသားတွေအလုံးကိုကျွန်တော်ရှင်းဆိုင်နိုင်တော့ခုခံရှိအဲ့တော့ကျွန်တော်လိုမျိုးပဲနိုင်ငံရေးပြောမဲ့သူတွေဆယ်လီလုံးမဲ့သူတွေအလုံးကိုလည်းကျွန်တော်ပြောချင်တယ်မင်းတို့ရေမပြောခင်မှာမှတ်ထားပါမြန်မာနိုင်ငံကြီးအောက်တန်းစားအရန်များကြီးမမြင်မတွေ့ရန်သူရန်ရှာမယ် ရန်သူတို့သဘောထားမယ်ရဲ့လို့အောက်တန်းစားတွေအများများသည်အဲ့ဒါတွေကိုအဲ့ဒါတွေရဲ့ရန်ရှာမှုတွေစဲဆုံမှုတွေနှိမ်ချမှုတွေမင်းတို့ရင်ဆိုင်နိုင်ပြီလားရင်ဆိုင်နိုင်ပြီဟဲ့ဆိုရှင်ဆယ်လီလောက်ပါလူမျိုးရေးလောက်ပါနိုင်ငံရေးလောက်ပါနော်အဲ့တော့ကျွန်တော်ပြောချင်တယ်အဲ့တော့အမြင်မတူတာကပြဿနာမဟုတ်ဘူးအမြင်မတူမှုကိုစဲဆုံရိုင်းဆိုင်တောင်းညံပြီးတော့ရန်ရှာနေတာကပြဿနာဖြစ်အဲ့တော့ မြန်မာနိုင်ငံမှာဒီကောင်းဆောင်ဦးမင်းအောင်လိုင်းလိုကောင်းဆောင်မျိုးရှိနေတယ်မင်းတို့လိုလူမျိုးနဲ့တွားပြီးတဲ့ခါကျတန်တယ်လေတို့တွေခါကျရင်မသိကြအောင်ဆောင်ပလိုက်ချင်လားနော်အတော့ဟုတ်တယ်မင်းကအထက်တန်းစားလားဆိုမှန်လားပေါ့ကိုမောင်မာတကယ်အထက်တန်းစားပါဘာကြောင့်လဲဆိုလို့ရှိရင်ကိုမောင်ကအမြင်မတူသူတွေအလုံးကိုနိုင်ငံရေးအဖြစ်အမြင်မတူသူတွေအလုံးကိုလက်ခံတယ်ဆင်းနေတယ်ရည်ကြီးစွာပြောဆိုတယ်ဆဲဆိုခြင်းမရှိဘူးသူအမြင်မတူတဲ့သူတွေလမ်းမှာတွေ့တယ်နိုင်ငံရေးကနိုင်ငံရေးလူမျိုးရေးလူမျိုးရေးဆိုပြီးကန်တက်ချာနာထားတယ် နော်အဲ့တော့ကုမ္မောင်ကတကယ့်အထက်တန်းအဆင့်ဖြစ်တယ်အထက်တန်းစိတ်တယ်ကုမ္မောင်လိုဇီယမျိုးဖြစ်အောင်မင်းတို့စ조사ရမယ်နော်အဲ့ဒါဆိုရှင်မင်းတို့ဒီမိုကရေစီနဲ့တန်မယ်အခုချိန်ကြီးကမင်းတို့ဒီမိုကရေစီနဲ့တန်ဖို့မပြောပါနဲ့နော်တကယ့်ဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုယ်နဲ့မတန်မရောတောင်းပြီးနိုင်ငံဒုက္ခရောက်နေမင်းတို့လိုဒီမင်းတို့လိုပြည်သူတွေကြောက်မယ်ဖြစ်တယ်နော်အဲ့တော့တန်တန်တောင်းကြပါအဲ့တော့ဦးမင်းအောင်လိုက်အနေနဲ့ဟိုလူလေကြပြီးတော့အာရာရှင်ဆက်ချုပ်အုပ်ချုပ်သွားရင်လည်းမင်းတို့နဲ့တန်လို့ပဲမင်းတို့သတ်မှတ်ရမယ်နော် ဲ့တော့အထက်တန်းစားဖြစ်ချင်ဘာလို့ရမလဲအမြင်မတူတော့နားလဲရမယ်သူ့အမြင်ကိုယ့်အမြင်နားလဲရမယ်နော်အဲ့တော့အမြင်မတူရန်သူမလောက်အောင်ဟုတ်ပြီနော်အမြင်မတူလိုက်ဆဲဆိုနေရတယ်ထားပါတော့ကွာသူ့ဟာသူအဲဘယ်လိုခေါ်မလဲဆိုတော့အဲသူ့ဟာသူနိုင်ငံသားသွားတယ်ပွဲလေးပါလေးသွားဆိုတယ်နော်အချို့မင်းသမီးတွေသွားဆိုတယ်နောက်ကလိုက်ရာဘောမဘောမလိုက်ပြီးတော့တိတ်ခါလိုက်ချတယ်အောက်တန်းစားတွေနိုင်ငံရေးအဖြစ်အောက်တန်းစားတွေကဘယ်လိုလုပ်ပြီးမှဒီမျိုးပြစ်တက်မလဲအဲ့တော့ ကုံမောင်စိုးစိုးစီးစီးတဲ့ကုတ်ကူပြန်ပေးထားပြီလားပါဒီအောက်တန်းစားတွေကိုရင်ဆိုင်ဖို့အတွက်ကိုဘောင်မောင်ကလုံလောက်တဲ့ခံနိုင်ရရှိပါတယ်နော်မင်းတို့လည်းကြိုက်တော့ဆဲမင်းတို့ဆဲတော့လည်းကိုအပြုံးပြတ်ဘူးလားမပြတ်ဘူးနော်အမင်းတို့သိမှာပါအဲ့ဒါဟာကုတ်ကူကိုအရင်နဲ့ဂျူလင်ပြင်ဆင်ခဲ့လို့ပါဟုတ်ပြီနော်အဲ့တော့အဲကျွန်တော်အဓိကပြောချင်တယ်ကျောင်းနိုင်ငံတက်ဘတော်အနေနဲ့လှုပ်လှုပ်ပါဒီအောက်ချင်မှာချိန်ပြစ်တိုက်နေဗန်ဘော်ကတက်တယ်လိုချင်လို့လိုရချင်စစ် စစ်ကူထည့်ပေးဖို့လိုပြီစစ်ကူတွေပို့ပေးဖို့လိုပြီနံပါတ်၁ချက်နော်အဲလိုအပ်လို့ရှိရင်ဒီစစ်ကိုနိုင်အောင်ဘယ်လိုတိုက်ရမယ်ပဲစဉ်းစားမယ်ငါစစ်သားတွေဘယ်လောက်ထိခံတိုက်နိုင်သေးလဲဆိုတာမစဉ်းစားရဘူးအခုလက်ရှိအချိန်မှာဗန်ဘောချင်းနေဖြစ်နေပုံစံကငါစစ်သားတွေဘယ်လောက်ခံတိုက်နိုင်လဲတိုက်တယ်ဆိုတော့တိုက်ကြကွာမင်းတို့မသိနေချင်းတိုက်ကြကွာသိရင်ပြီးသွားတာပဲဆိုတဲ့ပုံစံမျိုးဖြစ်နေဘာလို့မှလဲအခုတိုက်မယ်ဖြစ်ဆိုလို့ရှိရင်ဒါစစ်ရောင်းနေလာပြီဒီကောင်တွေပြီးရင်ငါတို့ရောင်းနေလာပြီဆိုတော့စိတ်သက်သာစစ်သားတွေကိုသွေးမိလိုက်စမ်းပါနော် ဒါပြီးရင်ပြီးပြီဆိုတဲ့စိတ်တက်စက်သားရတပွဲလို့သိမ့်ကောင်းပါလေเนาะရဲဘော်တက်ရှိဆိုလို့ရှိရင်စခန်းကောင်းပါရှိမှာเนาะဟိုအေးအေးစခန်းကောင်းပါအဲ့စခန်းကောင်းကိုမြင်နေတယ်သူစစ်တီရတယ်ဒါပြီးရင်ဒီစခန်းကြီးအိမ်ပြန်ရမှာဆိုတော့သိတယ်အသိတဲ့အခါမှာလက်ပြပုံလုံးကိုယူပြီးတော့ဝင်လုံးလိုက်တယ်မင်းတို့ပြန်တော့တယ်ငါရှင်းပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုစိတ်တက်မျိုးတွေစက်သားလိုက်မှာရှိတယ်အဲ့တော့အဲဟုတ်ပြီအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပြောရလေးမှာ အဲကျန်းနိုင်လဲအဲ sorry ပါကျွန်တော်ဒီနေ့ခန်းစားရတဲ့အခန်းစားခန်းစားချက်စစ်တီတွေအတွက်ခန်းစားရခန်းစားချက်ကကြီးလုံးပါလေဗျာနော်ဒါမဲ့ရဲမေတွေအတွက်ခန်းစားရခန်းစားချက်ကကြီးလုံးပါလေအဲ့တော့ကျေးဇူးအများကြီးတင်ပါနော်ဘာလို့ဗန်မော်နေတဲ့ကတော့လုံးဝမကြသေးပါဘူးအခုချိန်ထိနောက်ဆုံးနောက်အကြာအထိဒီနေ့၈နှစ်အထိက တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးပါပဲအားလုံးခုခံကာကွယ်နေစေပါပဲဒါဒါပေမဲ့လည်းကျွန်တော်အထောက်အကူမေးတင်တာကခင်ဗျားတို့ဘယ်အချိန်အထိခုခံကာကွယ်ခိုင်းနေမှာလဲမသိမချင်းခုခံကာကွယ်ခိုင်းနေမှာလားနော်အဲ့တော့အလကားရတဲ့နွားခါချိုးအောင်ရိုက်မှာလားနော်အဲ့တော့လကားရတဲ့နွားခါချိုးအောင်မရိုက်မရိုက်ဖို့တော့ကလုံလို့ဖို့လိုတယ်စစ်တီတွေကအခုတင်းနေ850ခင်ဗျားတို့စားကြည့်ပါလားအပ္ပဇာနဲ့ ဘယ်လောက်စားကြည့်လဲဘယ်လောက်စားကြည့်လို့ဆိုလေရင်ငွေးအောင်ကြာသွားပြီလေရင်ငွေးကကြာလို့မရပါဘူးနော်လေရင်ငွေးကြာလို့ဆိုတာမရှိပါဘူးလေရင်ငွေးဆိုတာကွင်းမြောင်ကြီးပါလေရင်ငွေးကြာဆိုအောင်သေးလို့ပဲမှတ်တာနော်ပေါက်ရချောက်ပြောတယ်ရှင်းမ်းမှာလည်းတနတ်ထက်ထတ်တူပါဗျာထတ်တူပါကိုမိုင်းရဲ့ ဲ့တော့မြေပြောင်းတိုင်းမှာပါอืมမင်းတို့အမြင့်ပြောင်းတိုင်းမင်းတို့ပဲအမြင့်ပြောင်းမှာမင်းတို့ပဲဒုက္ခရောက်မှာစဉ်းစားကြည့်ပါကွာစေခွေးကိုအမြင့်ပြောင်းတိုင်းမယ်ဆိုတော့နော်ဒါမှမကြပြီထင်တဲ့ကောင်မောင်းဒါမှမကြသေးပါဘူးမကြပါဘူးမကြသေးဘူးလို့ပြောမလုံးဝမကြပါဘူးနော်ဒါမှမအားလုံးရွေးချယ်ခုခံနေစေပါအဲ့တော့ဆိုလိုချင်တာကအကန့်အသတ်ရှိတယ်ဗျ တပုံကတစ်ခေါက်လန်ကြသွားပြီဆိုရှင်ဒါကျေးဇူးတင်ရအောင်နှစ်ခေါက်လန်ကြသွားရင်ကျေးဇူးတင်ရ10ခေါက်လန်ကြပြီပါအခုကတပုံတပုံကနောက်တဲ့10ခေါက်တော့သူတို့လက်ပင်မန်းပြီလေဗျာနော်လူလဲပေးသင့်တယ်ခொနေ90နဲ့စားခဲ့ပြီပြီဆိုတော့လောက်လား950နဲ့ငါစားခဲ့ပြီပြီဆိုတော့လောက်လားဗျာ950နဲ့တရားအော်ဘေးအေးအေးချင်းနေအေးအေးချင်းနေကိုပြောပါမယ် ုံမောင်ကတော့မပန်းဘူးကုံမောင်နေနဲ့ပြောစရာရှိတာပြောပါမယ်ပြောပြပါမယ်ကုံမောင်ကအားအိမ်နဲ့အများကြီးရှိတယ်ဒါတွေ online ပေါ်မှာမျက်နှာပြယူမပြောခင်နဲ့ကအောက်တန်းစားတွေကိုရင်ဆိုင်ဖို့လည်းအဆင်သင့်ပဲဒီခြားစားချင်းပြက်နေတဲ့ခေါင်းဆောင်တွေကိုရင်ဆိုင်ဖို့လည်းအဆင်သင့်ပဲဒီဒါတွေအားလုံးကိုရင်ဆိုင်ဖို့အတွက်ကုံမောင်အများကြီးအားမွေးခဲ့တာနော်ကုံမောင်ဒါမျိုးပြောဖို့အတွက်အားမွေးခဲ့တာဘယ်နှစ်နှစ်ရှိပြီလို့ခင်ဗျားတို့ထင်လဲခင်ဗျားတို့မေးကြည့်မယ်ကုံမောင်အမ်ဒါမျိုးတွေပြောဖို့အတွက် အားယူခဲ့တာဘာနှစ်ဘာနှစ်လောက်ရှိမလို့ထင်လဲ။ဒါညစာမေးခွန်းလေးပေါ့ဗျာနော်။မင်းတို့အောက်တန်းကတော်လိုင်းရတာကွာစိတ်ထဲကမရှိရပါနော်။ဒီခိုင်ပဲလည်းပြောပြပါပြောပါမယ်နော်။ကိုမောင်ဒါမျိုးပေါ့နော်။ဒါမျိုးပြောဖို့အတွက်ကိုကိုမောင်ရင်းနေတဲ့အချိန်ကဘယ်လောက်ကြာပြီးထင်လဲ။ ခေါင်းဆောင်မကလို့ဘာပဲဖြစ်ဖြစ်အားလုံးကိုပြောဖို့အတွက်ရင်းခဲ့တဲ့အချိန်ဟာအားလုံးမှမရှိဘူးဆိုလို့ရှိရင်26နှစ်ကျော်28နှစ်နှစ်30နေပါပါဟုတ်မလားနှစ်30နေပါအဲ့တော့အဲ့တော့အားလုံးကိုပြောစရာရှိတာတော့အမှန်တရားအတွက်နိုင်ငံအတွက်အားလုံးအတွက်ပြောသွားမှာဖြစ်တယ်နော်နှစ်30နေပါရှိပါတယ် ဟုတ်ပါပြီအဲ့ဆိုရင်ကျေးဇူးများကြီးတပါနော်အဲ့တော့ report 2မင်းတို့ report 2လည်းကြာတယ်လို့ရှိရင်ကိုမောင်မောင်ဆိုတာဖြစ်လာတယ်လေ report 2ကိုလည်းမစဉ်းစားဘူးမင်းတို့ထုတ်လည်းကြာအောင်ပါနော်ကောင်းပါဟုတ်ပါပြီတကယ်ဒီလောက်မှာကြီးကိုရေးပြရစီနော်ကျေးဇူးများကြီးတင်တယ်အားလုံးအားလုံး